ဒီပုဂ္ဂိုလ်ကသွားတာလာတာနေတာထိုင်တာသွားလာတာနေတာထိုင်တာကြီးညိုစရာကောင်းတယ်လို့ဘေးကသူ့ရဲ့ဣရိယာပဋ္ဌာန်းနဲ့ပတ်သက်ပြီးကြီးညိုလာလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေမန္တတတေးတယ်ဒီလိုပြောတာနံပါတ်16ကအဋ္ဌိတကူရှင်နေမှာလည်းပဲတကူကိုအကြောင်းပြုပြီးတော့မတ်တက်တာရှိတယ်နံပါတ်20ကယတမထ အချမ်းရည်များလာတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကြော်စောမှုရရှိလာတဲ့ပုဂ္ဂိုလ်အားလည်းချမ်းရည်ကိုအကြောင်းပြုပြီးတော့မာမနာတက်တတ်တယ်နံပါတ်21ကသီလပဒကိုချင်းတရားကောင်းတာလေမတက်နိုင်တဲ့အကြောင်းတစ်ခုပဲပေါ့ဒါကိုချင်းသီလကောင်းတာကောင်းတာတခြားကောင်းတာကိုအကြောင်းပြုပြီးမမရရဘူးလို့ဆိုလိုတယ်ပေါ့နော်နောက်တစ်ခုက22ကဇာနာပဒ တမာရိဆွာတွေကောင်းပြီးတော့အီအာယုန်တခုတည်းပေါ်မှာစူးဆိုင်ပြီးတော့ထားနိုင်တဲ့စိတ်တည်ငြိမ်မှုဌာနအဲစိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့လည်းပဲမမနာတွေဖြစ်တတ်တယ်စိတ်သာသွားပြီးတော့တရားထုတ်တယ်တရားထုတ်တယ်အာတမာရိယ24နှစ်ကြီးမဲ့မလုတ်ခဲနဲ့မထားမပြောင်းမဲနဲ့ထိုင်နိုင်တယ်နှစ်နာရီထိုင်နိုင်တယ်သုံးနာရီထိုင်နိုင်တယ်ဆိုပြီးတော့ အဲ့ထိုင်နိုင်မှုကပမာရိရတဲ့အပေါ်မှာမန္တထမျိုးတွေရှိတယ်အဲ့တော့ဒီမန္တမှုတွေကိုမတက်အောင်လုပ်ဖို့အဓိကဟိုကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဒီပေါ်မှာတက်လာတဲ့မန္တရားကတော့အကောင်းမဟုတ်ဘူးပေါ့ဟောနောက်တစ်ခုကဘာလို့ဆိုရင်23ကသိပ္ပဝဒလက်မှုပညာတစ်ခုကိုတက်ထားလို့ရှင်လေအဲ့ဒီလက်မှုပညာကိုအကြောင်းပြုပြီးတော့ မမနာတက်တယ်တဲ့နောက်24ကအာရောဟပဒလူတွေကအယတ်မောင်းကောင်းလို့ရှင်လေအယတ်မောင်းကောင်းတာကိုအကြောင်းပြုပြီးတော့မန်တက်တယ်25ကပရိနာဟပဒအယတ်မောင်းကတချို့ကအယတ်မောင်းတာကောင်းတာအယတ်နဲ့လူနဲ့မလိုက်ဖက်ဖို့ပေါ့ အဲ့ဒါလို့မဟုတ်ဘဲနဲ့အရာမောင်းလဲကောင်းတယ်လုံးရလဲဖွံ့ဖြိုးတယ်ဆိုတဲ့လူကြတော့ဟာလူတော်ကြီးလူချောကြီးလူခန့်ကြီးဆိုပြီးတော့အဲ့ဒီလူဟာမျိုးကိုလည်းပဲလူတွေကမန်တက်တက်တယ်တဲ့26ကတန်ဌာဏဗဒလူရဲ့ပုံပန်းတဏ္ဍာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပုံပန်းတဏ္ဍာဟာအမတမအချိုးကြတယ်လက်ချေအင်းကအချိုးကြတယ်ပြည့်ဖြစ်တယ်ဆိုတဲ့ ဒါကိုတွေးပြီးတော့လည်းပဲမာမနာတက်တက်တယ်နောက်ဆုံး28ခုမြောက်ကပါရိပူရိလူ့ဘဝမှာကိုယ်တဏ္ဍမှာကိုယ်ခန္ဓာကိုယ်မှာဘာမှပြောเสียမရှိဘူးခေါင်းပိုင်းကဖြစ်စေခြေပိုင်းလက်ပိုင်းကဖြစ်စေခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လုံးဝပြည့်ပြည့်စုံစုံခန္ဓာကိုယ်အချိုးအဆက်ကြာမှာစပြီးတော့ဒီလိုမာမနာတွေ ဒါတွေကိုအကြောင်းပြုပြီးတော့မာမနာဖြစ်တတ်တယ်လို့ဒီလိုဆိုတာเนาะအဲ့တော့အားလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီဝိပင်ကကျမ်းမှာမာယင်ချင်းဆိုတာကို28မျိုးပြောပြတာအဲ့ဒီထဲမှာဘုန်းကြီးတွေတည်းဒုက္ခမလာတော့နဲ့ပတ်သက်ပြီးတော့အာရောက်ချပဒရယယောဂနာပဒရယ စီဝိတမထရယ်ဆိုတယ်။ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့မှန်ရင်မှုနုပြုမှုကိုအကြောင်းပြုပြီးတော့မှန်ရင်မှုအသက်ရှင်မှုကိုအကြောင်းပြုပြီးတော့မှန်ရင်မှုဒီ၃မျိုးဟာဘုန်းကြီးတို့တွေတဏ္ဍာမှာအထူးသဖြင့်မဖြစ်အောင်မြတ်စွာဘုရားရဲ့အလောင်းတော်ဟာဘယ်လိုထိမ့်သိမ့်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ုခမာနာတောက်ဆိုတာရှိအားလုံးဘုန်းကြီးတွေဖတ်ဘူးတဲ့ပုံကိုယ်တွေသိကြတယ်ပေါ့ဘုရားလောင်သိတ္တတမင်းသားဟာနတ်ပြတ်သုံးဆောင်နဲ့ဆံကားရတယ်ဆိုတာအားလုံးဟောဆောင်းရသည်ဆံနဲ့ဆံနှံနှွေရသည်ဆံနဲ့ဆံနှံမိုးရသည်ဆံနဲ့ဆံနှံလို့ဆိုပြီးရမတုဘသူရမလို့ဆိုတဲ့နတ်ပြတ်သုံးဆောင်ဟာဘုရားလောင်တော့ဟာ စိစိချမ်းသာကိုခံစားဘာလို့ခံစားရတာတုန်းဆိုတော့ဒါနရူသီလရူပါရမီ7ပါးဖြစ်ကျင့်လာခဲ့တာနဲတော်ပေါ့ပဲလေအဲ့ဒီပါရမီကုသိုလ်ရဲ့အကျိုးနောက်ဆုံးအကျိုးပေးတဲ့အနေနဲ့လူ့ဘဝမှာပြည့်ပြည့်စုံစုံကြီးချမ်းသာဒုက္ခခံစားအဲ့ဒီမှာဘုရားလောင်းဟာကပိလဝမျိုးတော် ုတ်တော်ရဏမင်းကြီး ਨੇ မေရမယာတို့ရဲ့တားတော်ဖြစ်ရောက်ရှိလာတဲ့အခါတကယ်ပြောမယ်ဆိုလို့ရှိရင်တုတ်တော်ရဏမင်းကြီးတို့ဆိုတာဟာတိုင်းကြီးပြည်ကြီးတော့မဟုတ်ဘူးတိုင်းကြီးပြည်ကြီးမဟုတ်ခုခေတ်အနေထားနဲ့ပြောမယ်ဆိုလို့ရှိရင်အမှန်တမ်းသေးတဲ့နိုင်ငံလေးတစ်ခုလို့ပြောအောင်သို့တော်လည်းပဲ စိစိဥစ္စာချမ်းသာကြွယ်ဝမှုဟာအလွန်ကြီးပါတယ်အလွန်ကြီးကျယ်တယ်လို့ပြောဒီနေ့ခေတ်မှာလည်းပဲနိုင်ငံလေးတွေတည်တည်လေးတွေကအလွန်ချမ်းသာတဲ့နိုင်ငံတွေရှိတယ်လေအလုံးသိကြလိမ့်မယ်ဒီအာရှတဲမှာဆိုရင်ဘရူနိုင်းတို့ဘာလို့ဆိုတော့ချမ်းသာတဲ့နိုင်ငံတွေပဲအဲ့ဒါမျိုးလို့ဒါဥပမာတစ်ခုပြောပြမြတ်စွာဘုရားဖွားတော်မူတဲ့တက္ကတိုင်းဆိုပြည်နယ်လေးတစ်ခုပဲ ပြည်နယ်ကြီးတစ်ခုဒီနယ်လေးတစ်ခုဟာဘသူရဲ့လက်အောက်ခံလို့နေရတယ်လို့ဆိုရင်ကောသလမင်းကြီးရဲ့လက်အောက်ခံလို့နေရတယ်